ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမလီဒီကလေးမလေးကတော့လေအိမ်ထဲမှာပဲနေရကြီးကြီးစာအုပ်တွေကြီးပဲရမင်းဟဲ့ရမင်းဒီကိုလာပါအောင်ဟုတ်ကဲ့မင်းခိုင်းဆရာရှိလို့လာအမေး ဒီထရားနင်မလို့တော့တဲ့စောင်းတွေကိုဖယ်ပေးစောင်းအဟောင်းဝယ်တဲ့သူရောက်လာရင်ကရောင်းလိုက်မယ်အမေဒီထရားစောင်းတွေအကုန်လုံးကသမီးလိုအပ်တဲ့ဟာတွေကြီးပဲသမီးက UPSC အတွက်ဒီစောင်းတွေကိုပဲအားကိုးနေရတာဘာပြောတယ်ဒါဆိုနင့်အဖေကနင့်ကိုတက္ကသိုလ်ထဲကျောင်းအပ်လိုက်ပြီပေါ့ဘာဖြစ်တာတော့ရှင်းမရဲ့မနေ့စောစောစီစီသမီးကိုဘာလို့အုံငေါက်နေရတာလဲသူဘလောက်ထိကြောင်းတက်ခိုင်းနေမှလဲရှင်။သူကမိန်းကလေးဆိုတော့ဒီအိမ်မှာနေရမှာမဟုတ်တာ။သူရခမအိမ်ရောက်ရင်အခက်အခဲတွေမဖြစ်အောင် ဟင်းချက်နီးတွေအချောက်နီးတွေတင်ထားပါဆိုမှကိုသမီးကိုပဲချိန်ပြီးအပင်မခံပြီးကောင်းမတင်ထားမှလဲဘေးပတ်ဝန်းကျင်လူတွေကသမီးပြိုလက်မထက်ပေးရသေးလို့ပြောဆိုနေကြတာအဲ့ဒါကျမပဲခံနေရတာလေတော်ပါတော့ရှင်မရေနင်ကဘဲခစ်ကာလမှာရှင်းတန်းနေတာလေအခုခေအခုခါမှာမိန်းကလေးတွေကယောက်ျားလေးတွေထက်ခြေလက်နှလန်းတောင်တာနေကြတယ်ဘသူပါပြောပြောငါကယူမဆိုင်ဘူးသမီးလေးစာကျူးစားပြီးစွမ်းစာရှိအောင်သာလို့သမီးနဲ့တူအဖေအမြဲတမ်းရှိနေမယ် တန်ကတော့ပဝင်းကျင်ကမှန်ကန်တဲ့မှန်တရားတစ်ခုပါ။စင်းရဲသောမိန်းကလေးတွေကဘဝရည်မှန်းချက်တွေထောက်ခွင့်မရှိကြဘူးတဲ့။ယမင်းကတော့လိန်သမားကြီးဥမြရဲ့သမီးပါ။လိန်သမားကြီးဥမြကနေပူကြီးထဲမှာပင်ပင်မမတ်နဲ့လဲလှုပ်ပြီးသူသမီးကိုပညာသင်ပေးပါလေ။ကဲကိုမြခမရလေထဲမှာရင်တိုင်းမဲတခြားသူတွေထပ်ပူပြီးအတိနံဖြစ်ထွန်းနေတော့။ဟုတ်ပါရဲ့ရွာတကြီး။ဒါရီကလေးဆောင်တဲ့ရဲ့ပေးကမ်းမှုတွေပါ။ဒါနဲ့ကိုမြမင်းကငါကမ်းလှမ်းတဲ့ဟာကိုသဘောတူခဲ့လား။ မင်းရဲ့ဒီလေလေးအစားငါလေမြေနှစ်ဆနဲ့ရူဘီငွေနှစ်သိန်းပေးမယ်လေဒီလေငါ့ကိုပေးလိုက်ပါလားတောင်းမမာရရသည်ကြီးကျွန်တော်ဒီလေကိုမရောင်းနိုင်ပါဘူးဒီလေမြေကကျွန်တော်ဘိုးဘွားရဲ့လေမြေပါဒီလေလေးခမရကိုရောင်းလိုက်ရင်ကျွန်တော်ကဘာလုပ်စားရတော့မလဲစိတ်ထားမကောင်းတဲ့ရသည်ကြီးကဥမြကလေမရောင်းဘူးဆိုတဲ့စကားကိုကြားပြီးစိတ်ဆိုးသွားပြီးတော့အဲ့ဒီကနေထွက်သွားပါတယ်ဒါပေမဲ့ရာသကြီးကစာရွက်တွေ့ရပေါ်မှာဥမြလက်ဝေရကိုမတရားတဲ့နီးလန်းနဲ့ရယူပြီးတော့ဥမြရဲ့လေကိုလူယူလိုက်ပါတယ်။ ြောတဲ့ကြီးခမရလိန်လေပြီးတော့ကျွန်တော်လေကိုကျွန်တော်စီကလူယူခဲ့တာပဲကျွန်တော်ခမရကိုတရားရုံးမှာတိုင်မယ်တရားရုံးသွားခြင်းလဲသွားရတယ်ရဲစခန်းတိုင်ခြင်းလဲတိုင်ရတယ်ရမင်းလေးကသူ့ရဲ့စင်းရဲသားအဖေနဲ့အတူရဲစခန်းကိုသွားပြီးအမှုဖွင့်ပါတယ်တဖက်မှာဦးမျိုးကလည်းရှင်းနေတရားငှားပြီးတော့အမှုပပြအောင်လုပ်ခိုင်းပါတယ်လီစာအပေါ်တော့တရားသူကြီးမင်းခမရတရားခံပေါ်ဆွဲဆိုထားတဲ့ပြစ်ချက်တွေကမမှန်ကန်ပါဘူးဒီမှာအဲ့ဒီမြေရဲ့စာချုပ်တွေပါတရားသူကြီးမင်းကိုယ်တိုင်စစ်ဆေးကြည့်ပါ မြေပိုင်စာချုပ်တွေကိုကြည့်ပြီးတော့တရားသူကြီးကချက်ချင်းပဲအပြေထုတ်လိုက်ပါတယ်။ဒီစာချုပ်အရဆိုရင်အဲ့ဒီမြေကဥမျိုးရဲ့လွန်ခဲ့တဲ့ဘိုးဘီဘီပင်30ခရက်ရောက်သူတို့တွေလောက်ကိုင်းနေကြောင်းတတ်သိခိုင်းမှလွန်းနေ။ဒီမှုကိုဒီမှာပဲရက်ဆိုင်လိုက်တယ်။လေယာမြေဆုံးရှုံးမှုကြောင့်ဥမျက်မှာစီတော့ကတွေရောက်ပြီး သူကိုယ်သူအဲ့ဒီလေထဲမှာပဲကျူးဆွေးချပြီးအဆုံးစင်ရလိုက်ပါတယ်။ဒီလိုနဲ့ရဲအနေငယ်ကုံဆုံးသွားပြီးတဲ့နောက်မှာတော့ရှမင်းကဲပါသမီးစားလိုက်ပါနော်။သမီးမစားအောင်အမေ။ ။သမီးတို့စီမှာလည်းပတ်စံနဲ့အများရှိခဲ့ရင်ရှေ့နေတယောက်ငားနိုင်တယ်။နောက်ပြီးအဖေကြီးကိုလည်းသမီးတို့ဆုံရှုံရမှာမဟုတ်ဘူး။သမီးရဲ့တရားရုံးမှာတရားမျှတမှုမရှိတော့ဘူး။ပတ်စံချမ်းသာတဲ့သူတွေကရှေ့နေတွေငှားပြီးမတရားတာတွေပါတရားအောင်လုပ်ကြတယ်။ထားလိုက်ပါသမီးရဲ့။နက်ဖြန်ကြရင်သမီးကိုသူတို့သားဖက်ကလာကြည့်ကြမှာ။သမီးလက်ထပ်ပြီးတော့ကိုယ့်အိမ်ကိုယ်သားပြန်มาတော့သမီးရဲ့ရှေ့နေလုံးမဲ့ရေမှန်းချက်ကိုမှိတ်လိုက်ပါတော့။နောက်နေမနဲ့မှာတော့ဒီမှာအမ ကျမသားလေးကစာတက်ပေတယ်မဟုတ်ဘူး။သူကဟင်းသီးဟင်းရွက်တွေရှောင်းတယ်။ကျမတနက်လောက်ဝေးရောက်တယ်။ဒီတော့ခမသမီးလေးထမင်းနဲ့နဲ့စာစားဖို့အတွက်လုံးဝစိတ်မပူပါနဲ့။ဟုတ်တယ်မ။ကိုပိုင်လုပ်ငန်းကသူများစီမှာအလုပ်သမားလုပ်ရတာထက်သားတယ်။အမတို့ဘက်ကလက်ဆောင်ပစ္စည်းတွေအနေနဲ့ပါရီယူကြအောင်မလဲ။မယူပါအောင်ရှင်။အမလည်းမိဘအနေနဲ့သူသမီးကိုပေးလိုက်တာပဲ။လက်ဆောင်တွေထက်အများကြီးကိုတားနေပြီ။သူတို့သမီးကပဲကျမတို့အတွက်လက်ဆောင်ပါရှင်။ ဒေါလာရဲ့ခစ်တဲ့အတွေးခေါ်တွေကိုမြင်ပြီးယမင်းကကျဉ်းနှံ့နေပါတယ်။ရန်နေငယ်တွင်ပါပဲယမင်းမမင်္ဂလာဆောင်ပြီးတော့သူ့ရောက်ခမရင်ကိုရောက်လာပါတယ်။ဒီလိုနဲ့တပတ်တာကုန်းဆုံးသွားတဲ့နောက်တနေ့မှတော့သူရကဟင်းသင်းဟင်းရွက်တွေစီးနေရင်နဲ့ဒီနေ့တော့ဒီအသီးရွက်တွေပြက်စီးကုန်ပြီ။ဒေါင်းဇီးကြီးပြီးပြီးဝဲလာခဲ့တာ။ဒီတဲကအမျက်မရတဲ့အပြင်ဝဲလာတာအကုန်လုံးဆုံးရှုံးသွားပြီ။ယမင်းနင်အိမ်ထဲမှာနေပြီးဘာရီလုံနေလဲ။ဒီဟင်းသင်းဟင်းရွက်တွေလေးဝင်အောင်လုပ်မယ်ဆိုတာမရှိဘူး။အိမ်ရှိမှာတနက်လုံနေတဲ့ဒေါလာကပြောလိုက်ပါတယ်။ အမလေးတော်ပါတော့သားရဲ့ချွေးမလေးကိုဘာလို့အော်ငေါက်နေရလဲဒီဟင်းစားထုပ်ကိုအိမ်ထဲမှာပဲထားလိုက်ချွေးမလေးကိုကောင်းတဲ့ဟာရွှေပြီးချက်ခန်းလိုက်ပါမယ်သူရကဟင်းသီးဟွေရောင်းဖို့အတွက်ထွက်သွားခဲ့ပါတယ်ဒီခါမှာဒုလှကယမင်းကိုမေးခဲ့ပါတယ်တမီးရဲ့လောင်းအမေကြီးနဲ့တူတူခဏထိုင်မအောင်ကွယ်ဒီတံမြို့သီးနဲ့ငုပ်သီးတွေထဲမှာမဆလာတွေဝိုင်းဖြည့်ပေးအခုအရန်နောက်ကျနေပြီဒီနေ့မင်္ဂလာပွဲတစ်ခုအတွက်တနက်တွေ25ပိတ်သားလောက်အော်ဒါပို့ရမယ် ယမင်းကဝမ်းနေနေတဲ့မျက်နှာချနဲ့သူ့ရောက်ကမနဲ့အတူဝိုင်းပြီးကုလုပ်ပေးပါတယ်။တမီးဘာဖြစ်နေလို့တော့။တမီးကအမိသားနဲ့လက်ထက်ရတာမပြောဘူးလား။တမီးစံနာမှာပါပဲလက်ထက်ခံလိုက်ရလို့လား။တမီးကဘာလို့များအမြဲတမ်းဝမ်းနေနေရလဲ။အဲ့ဒီချိန်မှာပင်အိနာကဒုံမူကမုံချိုတွေယူလာခဲ့ပါတယ်။မလှရေမုံစားပါအောင်ရှင်။ကျမသားလေးလေမြုပ်နဲ့တရားရုံးမှာ ရှေ့နေဖြစ်သွားပြီရှင်။ဟဲ့ဒါတရင်ကောင်းမယ်အမကြီးဝမ်းသာပါတယ်။ ။ဒါနဲ့ तू ਆ အမချွေးမလေးမှလား။သူ့ဘာတနတ်တွေလောက်ခိုင်းနေပြီပေါ့။ဒါပေါ့လေတိတ်မှန်နေ။ချွေးမရောက်ခမမြောက်စလုံးပေါင်းပြီးဒီလိုလှုပ်နေကြတာအရန်လိုက်ဖက်တာပဲ။ဒုံမုတ်ရဲ့ပြောနေတာကိုဒေါ်လာစိတ်နာသွားခဲ့ပါတယ်။အဲဒီခါမှာရမင်းကပြောလိုက်ပါတယ်။အမေကြီးအခုနသမီးကို သမီးပါလို့မပြောတာလဲဆိုတာမေးလိုက်တယ်မှလား။သမီးကရှေ့နေတယောက်ဖြစ်ချင်ခဲ့တာပါ။သမီးအဖေသာရှိခဲ့ရင်သမီးအခုဆိုဥပဒေနဲ့ကြောင်းတက်နေမှာ။ အဖေကြီးဆုံးသွားတဲ့နောက်မှာသမီးဘဝချက်ချင်းကြီးကိုပြောင်းလဲသွားတာယမင်းကိုနေတော်ကိုမြင်ပြီးဒေါလာလေးမျက်ရည်တွေကျလာပါတယ်ဘာမှမပြီးဆုံးသေးဘူးသမီးသမီးအဖေကဆက်လန်းကိုစားခဲ့ပေမဲ့သမီးရဲ့ရခမအသက်ရှင်နေပါသေးတယ်အမေကြီးပတ်စံဆိုင်ပါမယ်သမီးရှေ့နေသာဖြစ်အောင်ကြိုးစားယမင်းကသူစွန့်လွတ်ခဲ့တဲ့ပညာရေးကိုနောက်ထပ်တစ်ဖန်ပြန်လည်သင်ယူပါတယ်။နောက်တစ်ဖက်မှာအသက်ကြီးနေပြီဖြစ်တဲ့ဒုံမြကနေပူကြီးထဲမှာဈေးအတွင်းတနက်တေရောက်နေပါတယ်။ တနတ်တွေယူကြပါအောင်ချင်းချင်းဆက်ဆက်လေးတွေတည့်တီတနတ်ပိနေတီတနတ်တံပြိုတီတနတ်ငေယုတ်တနတ်တွေပါတယ်နော်တနတ်တွေဘလို့ရောက်လာလဲတော်ကြီး တပိတ်တာရူပီ20ကြမယ်ဘာဖြစ်လို့လဲဆိုတော့မုံညင်းစီစစ်စစ်နဲ့မဆလာအစစ်တွေနဲ့လှုပ်ထားတာလေသမီးမဝယ်ခင်အရင်မြည်ကြည့်အောင်တနားစီကောင်းနေတို့များကဇီးဝင်သူစိတ်ချင်းနဲ့အောင်သူ့ကိုတနတ်မြည်ခမ်းလိုက်ပါတယ်ဟုတ်တယ်တော့တနတ်တွေကအရင်စားကောင်းတာပဲကဲအတော်ရေး တက်သီးတနတ်တံမြိုသီးတနတ်တွေကိုနှစ်ပိတ်သာစီထည့်ပေးပါအဲ့ဒီနောက်မှာဒုံမြစီမှာတနတ်တွေဝယ်ဖို့အတွက်ဈေးဝယ်သူတွေများလာပါတယ်ဒုံမြကနေပူရိမ်းမှာချွေးတန်တွှဲွှဲနေဈေးဝယ်သူတွေကိုတနတ်တွေချင်းပြီးရောက်ပါတယ်နောက်တစ်ဖက်မှာတော့သူ့ရဲ့ချွေးမာလီကအေကွန်ကနေမှာဥပဒေစာမီးပွင့်ပြင်နေပါတယ်ချွေးမာလီက ပထမရလို့သတင်းစာရင်းမှာပါကြေညာခံရပါတယ်အမေကြည့်ပါဦးယမေကစာမီးပွင့်မှာပထမအဆင့်နဲ့အောင်နေဒါဆိုအမေချွေးမာလီကရှေ့နေဖြစ်သွားပြီပေါ့ မဟုတ်သေးဘူးမိန်ကြီးခရီးအရှိန်ကြံသေးတယ်တမီးဥပဒေပွဲယူဖို့မြို့တက်ပြီးစာသင်ရအောင်မယ်ယမင်းကမြို့တက်ပြီးစာသင်မယ်ဆိုတဲ့စကားကြောင့်သူတို့ကစိတ်ပူပြီးတော့ပြောလိုက်ပါတယ်ဒါဆိုရင်ပတ်စံတွေလည်းအများကြီးကုန်မှာပေါ့နော်နေစရာအခန်းအတွက်ရယ်စားဖို့တောက်ဖို့ရယ်ဒီလောက်ရအောင်ငါကိုယ်ရဟင်းသီးဟိရရောင်းရငွေနဲ့အမီတနဲ့ရောင်းရငွေပေါင်းမင်အောင်လောက်မှာမဟုတ်ဘူးငါတို့ဘယ်လိုလုပ်ကြမလဲဒါဆိုကျမမသွားတော့ပါဘူးမရဘူးတမီးတမီးစခဲ့တဲ့ဆက်လန်းကိုဆုံးအောင်လုပ် သမီးရဲ့အိမ်မက်ကိုတီးတိုင်းကြီးမထားခဲနဲ့ပတ်စံအတွက်ဘာမှစိတ်မပူနဲ့သမီးဟောရီဆင်းရဲတဲ့ရောက်ခမသမီးကိုပတ်စံမရရအောင်ပို့ပေးပါမယ်သမီးပြီးခဲ့တဲ့ဘဝတုန်းကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့အမေကြီးလိုမျိုးရောက်ခမနဲ့တွေ့ခွင့်ရခဲ့တာပါနောက်နေ့မှာပဲရမင်းကပညာထပ်သင်ဖို့အတွက်မြို့ကူတက်လာခဲ့ပါတယ်ဒီဘက်မှာတော့ရေးတယောက်ကဒုံမြရဲ့တနက်ဆိုင်လေးကိုဈေးရဲကနေဖေခန့်လိုက်ပါတယ်ဆရာရဲ့ကျမလိုဆင်းရဲသားကိုယူယူတတပတ်စံရှာပေးရစေကျမလက်အုပ်ချပြီးတောင်းပန်ပါတယ် ကျမလိုဆင်းရဲတော့တနာပါဆရာဒုံမြတ်ကအချင်းချင်းခါခါတောင်းပန်နေပေမဲ့လေရဲသားကအကြောင်းမရှိဘဲဒုံမြတ်ကိုဒုံနဲ့ရိုက်ချလိုက်ပါတယ်ကဲအဖွားကြီးခမရအမိုက်ထုတ်တူယူပြီးတော့နှစ်မိနစ်အတွင်းဒီကနေထွက်သွားလမ်းမဟုတ်ရင်တော့အချုပ်ခန်းနဲ့ပို့လိုက်မယ်ဒီလိုပုံစံမျိုးနဲ့ဆင်းရဲသားရောက်ခမလေးဒုက္ခတွေခံနေရပါတယ်သူကနေရာတကာကိုလှည့်လေပြီးတော့တနက်တွေရောင်းပေမဲ့သူ့တနက်တွေဘယ်သူမှမဝင်ကြတဲ့အခါမှာပတ်စံအတွက်သူတို့အိမ်လေးကိုရောင်းရတဲ့အထိဖြစ်လာပါတယ် အဲ့နောက်မှာသူတို့သားမိကအခန်းတိတိလေးငှားပြီးတော့နေထိုင်ကြပါတယ်။နှစ်နှစ်ကြာပြီးနောက်မှာတော့ကဲသားလေးအမေကပိုက်ပြေသွားပြီ။ကျန်တာသားလေးပဲစားလိုက်တော့အမေဘာလို့လင်းပြောနေရလဲ။အမေကအမြဲတမ်းလေးပုံတစ်ပုံပဲစားပြီးကျန်တာတွေကိုသားအတွက်ချမ်းပေးတယ်။သားတို့ဘယ်အချိန်အထိဒီလိုဒုက္ခတွေခံနေကြရမှာလဲ။အမလီသားရဲ့အခုအမေတို့ဒုက္ခခံနေရပေမဲ့အမေရဲ့ချွေးမလေးရှေ့နေဖြစ်ပြီးပြန်လာရင်လေအမေတို့တီးထက်မကပြောရမယ်သားလေး။ အဲ့ဒီချိန်မှာပဲဒေါမြရဲ့အိုမင်းနဲ့မျက်လုံးလေးကသူ့အင်းရှိတကားဘွားကိုရောက်သွားခဲ့ပါတယ်။အဲ့မှာသူ့ရဲ့ချွေးမလေးကအင်းကြီးအနက်နဲ့ရှေ့နေတရားဖြစ်လာခဲ့ပြီးတော့မျက်လုံးထဲမှာမျက်ရည်တွေနဲ့အတူမတည့်ရက်နေခဲ့ပါတယ်။တမီးတမီးကရှေ့နေဖြစ်သွားပြီလားယင်။အရှင်ဖရာရဲ့အရှင်ဖရာကိုကျေးဇူးတင်လိုက်တာ အမေကြီးရောပျော်လိုက်တာ။ငါ့လိုတနတ်တွေရောက်နေသူရဲ့ချွေးမရှေ့နေတရားဖြစ်သွားပြီတဲ့။အမေကြီးနဲ့ကိုသူရတို့ဂျမကြောင့်တောက်ခရီများကြီးခံမိသွားကြပြီ။ တမီးကအမေကြီးတို့ရဲ့မိသားစုဝင်ဖြစ်ရတာတမီးအရန်ကန်ကောင်းတာပဲကဲလာပါတမီးတို့ဒီနေရာမှာနေစရာမလိုတော့ဘူးနော်ယမင်းကသူတို့နေရာလုံးကို အိမ်ပြင်ခေါ်လာခဲ့ပါတယ်အိမ်ပြင်မှာလှပတဲ့ကားတစ်စီးလေးရှိနေပါတယ်ခဏကြာမှသူတို့ကကြီးမားတဲ့အဆောက်အုံတစ်ခုအောက်ကိုရောက်သွားခဲ့ကြပါတယ်အိမ်မှာရဲသားတွေအများကြီးကယမင်းကိုအလေးပြုနေကြပြီးဓာတ်ပုံဆရာတွေကတော့ယမင်းကိုဓာတ်ပုံရိုက်နေကြပါတယ်ဘာလို့လဲဆိုတော့စင်းရဲတဲ့တနက်ရောင်းသူတအူးရဲ့ချွေးမားက ရှင်းနေတယောက်ဖြစ်လာခဲ့လို့ပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်